မန္တလေးတိုင်းမရယာမြို့နယ်အင်ဂျင်မြိုင်ဆယ်တော်ကြီးနဲ့စကြင်တောင်ပဝင်းကျင်ကိုစစ်ကောင်မရှင်ကထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကမရယာရှိတွန်လိုင်းတက်တွေတက်ဆွဲရာစီရင်ရရေးပါတဲ့နေမြေတွေကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုတင်ကားနဲ့တန်ချက်ကရင်းတွေပါသုံးပြီးဝင်ရောက်ဖို့ကြိုးပမ်းလာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ မရီယာကိုသိမ်းပြီးနောက်မှာမန္တလေးမြောင်ချမ်းစီးအနေထားတွေပြောင်းလဲလာတယ်။တပိတ်ချင်းနယ်အတွင်းကိုအင်အားလုံးရင်းနဲ့ဝင်ရောက်နိုင်ရေးပြင်ဆင်လာနေပါပြီလို့စီးရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။မရီယာမြို့နယ်မြောက်ဖျားရှိတန်ငါမြောက်ရွာအထိထိန်းချုပ်လာတဲ့စစ်ကောင်မရှင်က60မမတာဝေးပြစ်စိန်မြောင်းတွေကိုအလွန်ကျွံသုံးပြီးတပိတ်ချင်းနယ်အတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်လာတာဖြစ်ပါရယ်။ စစ်ကောမရှင်ရဲ့စီးရေးပြင်ဆင်နေမှုတွေအရတပိန်ချင်းနဲ့စင်ကူးကိုအဓိကစစ်မျက်နှာဖြစ်ထိုးစစ်ဆင်မှုပြင်ဆင်နေတာဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်စစ်ကောမရှင်ရဲ့ခလာရရှင်ကစစ်ကြောင်းနှစ်ကြောင်းလုံးစေရောကြီးထိရောက်ရှိလာပြီးလေချောင်းရံကောင်ဝေးတက်နဲ့စကြင်တောင်ထိ ထိန်းချုပ်သွားနိုင်တာလည်းဖြစ်ပါတယ် မရရမြို့နယ်စင်ကုန်းမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာစီးရေပုံမပြင်းထန်လာတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့စီးရေအသိရှိကြဖို့ပြည်သူ့ကောင်ကွယ်တပ်မတော်မန္တလေး MDY PDF ကနိုဝင်ဘာ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမရရစင်ကုန်းနယ်တပိတ်ချင်းမြို့နယ်တွေပါရွေးကောက်ပွဲပြုလုပ်ဖို့ပါဝင်နေတဲ့အတွက်စစ်ကောင်မရှင်ကအဲ့ဒီနယ်မြေတွေကိုထိန်းချုပ်စိုးမိုးဖို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ MDY PDF ကထုတ်ပြန်ထားပါတယ်။